မနက်လေးတိုင်းတပိတ်ချင်းမျိုးနဲ့တွင်းငယ်နဲ့ခုနမရွာအနီးစိုးစုနဲ့တော်လန်ရေးတက်တွေတိုက်ပွဲဖြစ်ပွားနေလို့တောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရတာရှက်လက်ကြရှိလာပြီးစားတောက်နေတိုင်းအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေက MFB ကိုပြောပါတယ်။တွင်းငယ်တိုင်းငယ်မှာရှိတဲ့တွင်းငယ်ဗနွယ်ရင်ညာဦးတောင်ပုံရှာတော်စတဲ့ကြီးရရင်နဲ့ခရမရွာအနီးမှာရှိတဲ့ကြောက်ဖြူလေးမိုင် 5မိုင်6မိုင်9မိုင်နဲ့6မိုင်ကျေးရွာတွေကဒေသခံတွေနေရဲစွန့်ခွာထွက်ပြေးနေရတာပါစစ်ဆောင်စကမ်းမရှိခိုးလုံစရာမရှိလို့အကြိမ်ကြိမ်နေရပြောင်းရွှေ့နေရပြီးတော့စားတောက်နေတိုင်းရခက်ခဲနေတယ်လို့ဆိုပါတယ်ရှစ်လအတွင်း9နေရအထိ ပြောင်းရွှေ့ကစပေးဆောင်ထွက်ပြေးခိုးလုံခဲ့ရသူ တွင်းငယ်တိုင်ငယ်ရညာဦးရွာကအသက်60ကျော်အရွယ်ဒေါခင်ဆန်းကအခုလိုပြောပါတယ်မကောင်လားတွေကပြီးရ အဲပြေးကြပြေးကြဆိုတော့ပြေးခဲ့ရတယ်ပြေးခဲ့ပြီးတော့မှအာဒီဒီကတခါမလွတ်ဘူးဆိုတော့ဒေါင်းမုံဒေါင်းမုံကနေပြီးတော့မှပေါက်တပင်ကိုစုနဲ့ရစုနဲ့အောင်မဟိုးယုံကုန်ဟုတ်တယ်အဲ့လိုအဲ့ရနေပြီးတော့မှတခါကိုရွာကိုပြန်ပြီးတော့ဝရင်လုံရင်းနဲ့မဲပါကိုရွာကိုပဲသတင်းစုံသားရင်းနဲ့ပဲကောက်ရင်းနဲ့ပြန်လာခဲ့မဲပါဆိုပြီးတော့ပြန်လာကြတာပြန်လာပြီးဒေါင်းမုံတစ်ဆင့်နား အဲ့လူတွေပဲဟိုဇရနေတဲ့လူတွေနဲ့အိမ်နေနေတဲ့လူတွေနဲ့ပါအဲ့လူတွေနေကြရင်နဲ့အဲ့ရနေတခါရွာတဲ့အဝင်အထွက်လို့ပဲကင်းကိုပဲကင်းသူပဲကင်းသွားကြည့်ပါရတဲ့လူကြတော့လဲဆော့ပါမရတဲ့လူကြတော့လဲဒီတိုင်းကျွဲတွေနွားတွေအိတ်စားအဲ့လူတွေပါအဲ့လူနဲ့တခါဓာတ်မုံပြန်နေပြီးတော့တခါအခုပဲသိန်းကုန်ကောက်ချိန်ကြတော့ကျမတို့ကတခါဒီဘိုးကြီးတွေကိုပြောပြရတာပါဒီပစ္စည်းပစ္စည်းလေးကတော့ကျမတို့ သိနေပါတယ်။ကျမတို့မှလဲရီထဲထိုးထားခဲ့တာလည်းမလုပ်လဲရဘူး။အပြီးတော့နှမ်းကင်းနဲ့ထရေးခင်းထားခဲ့တာလည်းကျမတို့ကမလို့ဒီဟာလေးတော့သိမ့်ခွင့်ပေးပါဆိုပြီးတော့တောင်းပါပြီးတော့ရပါတယ်ကျွန်တော်တို့အထက်လူကြီးတွေနဲ့တိုင်နေပါမယ်ဆိုအဲ့ဒီဟာလေးကိုဟိုရှိကိုတဲကိုကိုရခင်ကိုပဒီနေနေတာနေပြီးတော့မှအဲ့ဒီကိုရခင်ကိုသွားပြီးတော့မှနေပြီးတော့မှသိမ့်ရဆဲရတာပါ ဒီအဲ့အရာပြီးတော့ဒီကိုတစ်ခါပြန်လာပါအဲ့လူတွေလောက်ရတာပဲသမီးရေโอเคဆက်ဆောင်အများစုဟာတောတောင်နေတဲ့မိုးကတဲထိုးနေကြရတာကြောင့်ယာတိဥဒုတံကိုခံရပြီးလက်ရှိမှာလူတွေမကကျွဲနှွားတွေအတွက်ပါတောက်သုံးရေအခက်ခဲရှိတယ်လို့ဆိုပါတယ်။လေယာရီကိုစွန့်ပစ်ထားခဲ့ရတာကြောင့်အလုတ်အကင်မရှိဝင်ငွေမရှိပဲစာဝတ်နေရေအခက်ခဲဖြစ်နေတယ်လို့စေဘေးဒုက္ခသည်တွေကပြောပါတယ်။ စစ်ပေးဒုက္ခသည်တွေထဲမှာနာတာရှင်လူနာတွေလည်းပါဝင်ပြီးလွယ်လင်းတကူစေးဝယ်မရတဲ့အခက်ခဲတွေလည်းရှိတယ်လို့ပန်းနာယောဂခန်းစားနေရတဲ့အသက်82နှစ်အရွယ်ဦးတင်တန်းကပြောပါတယ်။တွင်းငယ်တိုက်နယ်ဗနဲရွာခန့်ဦးတင်တန်းဟာ2024ဇူလိုင်လတည်းကစစ်ပေးရှောင်နေရတာဖြစ်ပြီးတော့တောတောင်တဲမိုးကတဲထိုးနေထိုင်ရသူဖြစ်ပါတယ်။သူတို့နေထိုင်ရနေရာတွေဟာတိုက်ပွဲအရိယာတွေနဲ့တိတ်မိုးရတာကြောင့် မှားရွေးမိလေကြောင်းတိုက်ခိုက်ခံရမှာကိုလည်းကြောက်ရတယ်လို့ဆိုပါတယ်။စိုးရင်တော့ဗောဗျာ။အဲ့ဒါတော့တကယ်ကွယ်စိုးရင်ပါလေ။နေနေရမှားပြီးချသွားမှာတော့ဘောကဝင်ရနေပြစ်သွားမှာတော့အဲ့ဒါတော့တော်တော်စိုးရင်ပါလေ။ဘာလို့လဲဆိုသူတို့နေမြင်နေအောင်ဝေးမှမွေးတာကိုအဲ့နေရာမှာတော့ကြောက်ပါတယ်။ပြီးတော့တစ်ဖက်နဲ့တစ်ဖက်လမ်းပြပြီးကြီးပြတ်ကြမှာကိုလည်းကြောက်ရသေးတာပေါ့နော်။လည်းနဲ့ကြီးပြတ်ကြမှာတို့ဘာတို့ကသာပြီးတော့စိုးရိမ်ပါလေ ေဖော်ဝါရီလအတွင်းတွင်းငယ်နဲ့နယ်မြေထိဆက်နေတဲ့မိုးမိန်မျိုးနဲ့ဝဲပေါင်းကျွေးရာအနီးစစ်ဘေးဒုက္ခသည်တွေစစ်ရှောင်နေထိုင်ရနေရာကိုစစ်အုပ်စုကလေကြောင်းပုံကျဲလို့ကလေးငယ်အပါဝင်ပြည်သူသုံးဦးသေဆုံးကဒဏ်ရာရသူတွေရှိခဲ့ပါတယ်။စစ်ဘေးရှောင်ရင်မိဖွားသူတွေအချိန်မီစေမကုနိုင်တာစေဝါမလုံလောက်လို့အသက်ဆုံးရှုံးရတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ မီးဖွားချင်းရွာတွင်းပြန်ဝင်နေခဲ့ရာကဒရုန်းနဲ့ပုံသီးချတိုက်ခိုက်ခံရလို့မီးဖွားပြီး15ရက်အကြာမှာပဲပြန်လည်ထွက်ပြေးခဲ့ရတဲ့ဗနဲ့ရွာကအသက်33နှစ်အရွယ်မတ်သူစာအောင်ကအခုလိုပြောပါတယ်။ခက်ခဲရတော့မျိုးစုံပါကိုကဘလိုတုံးတောသူတောင်သားဆိုတော့နော်ဟိုကွာနူးနူးညံ့ညံ့မနေတတ်ပေမဲ့ဒီလိုပဲပြေးရတော့ရတာပါဒုက္ခတွေကတော့ရောက်တာပါ။ ုံကြီးရတော့ဘာမှတော့မလိုအောင်အဲရွာပြန်ကျင်တာပဲရှိတယ်ကားလေးသုံးနိုင်ပြီးတော့ကလေးနဲ့မဲလေးစီပြန်ကျင်တာပဲရှိတယ်ပါကလေးနဲ့ကြဒုက္ခရောက်လို့တော်လေးထဲမှာနေရတာတို့မြေကြီးတွေထဲပဲအိမ်နေရတာဆို စစ်ဘေးဒုက္ခသည်တွေအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကူညီတဲ့စံစီအနှဲငယ်ကလွဲပြီးအခြားအကူအညီဘာမှမရသေးဘူးလို့လည်း MFP ကိုပြောပါရယ်။တပိတ်ချင်းမြို့ပါဝင်တပိတ်ချင်းနယ်ကစစ်စခန်းအများအပြားကို2024နှစ်လပိုင်းမှာတော်လိုင်းရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့တင်းငွေရအနီးက73တက်ခေါ်တမ်းမြစ် လေးချင်ရေးကြောင်းတကကက73ခုနမရွာအနီကစခတာနှစ်ခေါ်စစ်အခြေခံလေးချင်ရေးတနဲ့ကြောက်ချင်းရွာအနီကနီးပညာတက်တွေတင်ယူဖို့ကြန့်ရှိနေသေးတာဖြစ်ပါတယ်။တပိတ်ချင်းစင်ကူးနဲ့မိုးကုတ်နယ်တွေတင်ပိုက်ခံရခြင်းထွက်ပြေးလာတဲ့စေုပ်စုနဲ့ပြူတွေဟာအဲ့ဒီတပိတ်ချင်းက လက်ကျန်စစ်စကန်၃ခုမှာခိုးအောင်နေရာယူထားပြီးတော့စေုပ်စုကလေးချောင်းနဲ့အင်းအားဖြည့်တာလေးချောင်းပြကူတာလက်ကျန်စကန်တွေမကြဖို့ခုခံနေတာဖြစ်ပါတယ်။ လက်ရှိမှာစိုးစုကလေချောင်းကနေအင်အားဖြစ်ပြီးဒရုန်းတွေအသုံးကပြန်လည်ထိုးစစ်ဆင်မှုကြိုးစားနေတယ်လို့လည်းဒေသခံတော်လှန်ရေးအင်အားစုတွေကပြောပါတယ်တပိတ်ချင်းတွေကလက်ကျန်စစ်ကန်တွေကိုတင်ယူဖို့တော်လိုင်းရင်အားစုတွေစူးစမ်းနေတာရှစ်လကြာပြီဖြစ်ပြီးအဲ့ဒီကာလအတွင်းစော်စုကအင်ချေ1800ခန့်ရှိတဲ့တွင်းငယ်ကျေးရွာကိုအကြိမ်ကြိမ်စီးနှင်းလူရဲ့မိရှုဖြစ်စီလို့အင်ချေ1100ကျော်မိလောင်ပြကြခဲ့ပါတယ်။ က်တလောမှာလည်းအဲ့ဒီဒေတာတဝိုင်းနှစ်ဖက်ပစ်ခတ်မှုတွေနေ့စဉ်နေ့ပါရှိနေပြီးတော့စိုးစုက drone နဲ့ပုံကျဲတာလက်နက်ကြီးထူတာတွေလုပ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်ဆိုးစုကမလ3ရက်ကစပြီးတွင်းငယ်ကျွရအတွင်းကြန့်ရှိနေသေးတဲ့နေအိမ်တွေကိုစင်းနေလူရဲ့မိရှုဖြစ်စည်းနေသလိုမလ4ရက်ကလည်းဗနွဲ့ရွာကို drone နဲ့ပုံသီးချလို့နေအိမ်လေးလုံးမိလောင်ပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။တပိန်ချင်းကဆိုးစုအထိုင်ထဲမှာစပယ်နယ်ကို ပန်းပင်ကြောက်ဖြာရေအိုးစင်မှတ်တော်မူမြောင်ရင်ကြောက်ကြီးကြောက်ခွဲ အုံတကူနဲ့အုံပိုင်စားတဲ့ကြေးရွာတွေရှိနေပြီးတော့အဲ့ဒီရွာတွေရဲ့အခြေအနေကိုတော့မသိရသေးပါဘူးလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပလာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုန်းကိုပါပုန်းခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ ဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ